အေးချမ်းမရဲ့အကြောင်းတွေဖော်ထုတ်လိုက်တဲ့စံထိတ်ထားကိုမင်္ဂလာပါပရိသတ်ကြီးအမှုပညာနယ်ပတ်မှာတော့အခုချိန်ထိပရိသတ်တွေရဲ့အပိမှုနဲ့တူရက်တီအောင်မြင်ရဲ့အမှုပညာရှင်ခိုင်တင်းကြီးရဲ့တဲဦးရဲတော်သမီးလေးစံထိတ်ထားဦးကတော့အခုဆိုရင်အမေဖြစ်သူလို့အမှုပညာနယ်ပတ်မှာအောင်မြင်မှုတွေကိုရရှိနေပြီဖြစ်ပြီးစံထိတ်ထားဦးလေးကတရုတ်ဆောင်ပိုင်းမှာပြင်အစိုးဘက်မှာပါပရိသတ်တွေရဲ့အပိမှုကို ရရှိနေပါသည်ဒီကနေ့မှာတော့တရုတ်ဆောင်စက်ထီထောက်ကအေးချမ်းမနဲ့အတူတူ မကြမီစကားတွေရှက်ကူရတော့မယ်လို့ဆိုပါသည်ပြီးတော့စက်ထီထောက်ကအေးချမ်းမနဲ့ပတ်သက်ပြီးအခုလိုပြောလာပါသည်စက်ထီထောက်ကကိုအေးချမ်းမနဲ့အတူတူရှက်ကူတွေလောက်ရမှာဆိုတော့ဝမ်းတာပါသည်ကိုအေးချမ်းမကစိတ်ထားကောင်းပါတယ်အေးပါတယ်ကက်စီနေလို့ပြောကြပေမယ့်အမှန်တော့ ဒီလိုမဟုတ်ပါဘူး။သူဟာအားလုံးပေါ်မှာတကယ်ကူညီပေးတတ်ပြီးအားလုံးရဲ့အချက်တွေကို ခံထားရတာပါဆိုပြီးစံထိတ်ထားလေးကအေးချမ်းမရဲ့အကြောင်းလေးတွေကိုပြောပြလာခဲ့ပါတယ်။အနုပညာနယ်ပယ်မှာတော့ခုချိန်ထိပြည်သက်တည်းရဲ့အာပိမှုနဲ့တူရက်တီအောင်မြင်နေရဲ့အနုပညာရှင်ခိုင်တင်းကြီးရဲ့တူရတဲ့တော်သမီးလေးစံထိတ်ထားဟုတ်ကို မကြမီအနုပညာလှူရှားမှုတိလေးတွေနဲ့အတူတူမြင်တွေ့ရတော့မှာပါ။ အခုဆိုရင်အမေဖြစ်သူလို့အနုပညာနယ်ပယ်မှာအောင်မြင်မှုတွေကိုရရှိနေပြီဖြစ်ပြီးစံထေတာဦးလေးကတရုတ်ဆောင်ပိုင်းမှာအပြင်အစိုးဘက်မှာပါပြည်သက်တည်းရဲ့အားပေးမှုကိုရရှိနေပါပြီအခုလက်ရှိမှာတော့အနုပညာလုပ်တယ်မှာအကောင်ဆုံးစူးစမ်းနေတဲ့စံထေတာဦးကတချို့ပြည်သက်တည်းရဲ့ဝေဖန်ပြောဆိုတာတွေကိုလည်းခံနေရပါပြီစံထေတာဦးလေးကတော့အခုလိုအမျိုးမျိုးပြောဆိုဝေဖန်တာတွေကိုခံနေရပြီမြေ သူ့အနေနဲ့ဘသူ့မှာအဆင်မဆိုးပဲကိုလိုရမယ့်အမှုပညာလုပ်တဲ့ပုံမှာအကောင်ဆုံးစူးစမ်းသွားမယ်လို့ဆိုပါတယ်။စန်ထေတာဦးကသူ့အမျိုးမျိုးဝေဖန်ပြောဆိုနေကြတဲ့အပေါ်မှာလည်းပြပွင့်လင်းပြောဆိုလာခဲ့ပါတယ်။စန်ထေတာဦးကတချို့ကစန်ထေတာလေးရုံးမလာဘူး။တရုပ်ဆောင်လည်းမကောင်းဘူးဆိုပြီးပြောကြတယ်ပေါ့နော်။အခုလိုအမျိုးမျိုးပြောကြပေမယ့်အဲ့ဒီပုံမှာစိတ်မဆိုးပါဘူး။ကိုဝါသနာပါတဲ့အမှုပညာလုပ်လေးကို အကောင်းဆုံးကြိုးစားသွားမယ်အထေကကဒီလမ်းကြောင်းပေါ်မှာရှောက်လန်းနေတွေ့ပိုကောင်းလောင်ကြိုးစားမယ်ဆိုပြီးစံထိတ်ထားဦးလေးကပြောလာခဲ့ပါတယ်အခုဆိုရင်စံထိတ်ထားဦးကအဆိုဘက်မှလေပြိတ်သက်တည်းရဲ့အားပေးမှုကို အခိုင်အမာရရှိနေပြီးမကြမီမှလေတချင်းခွေတလေးထွက်ရှိနိုင်အောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်စံထိတ်ထားလေးကတော့တချင်းလေးတွေကိုအတန်ချိုလေးနဲ့အကောင်းဆုံးတီးဆိုတတ်ပြီး သူမကတော့ အစိုးရတိုးဆောင်ပိုင်းမှာပါကောင်းမှုသူလေးဖြစ်ပါရင်စံထိတ်တာဦးလေးကအမှုပညာလုပ်တွေနဲ့ပတ်သက်ပြီးအမေဖြစ်သူရဲ့ပံ့ပိုးမှုတွေကိုရရှိထားပါရင်အမှုပညာနယ်ပယ်မှာတော့ခုချိန်ထိပြည်သက်တည်းရဲ့အာဘိမဲ့တို့ရက်တီအောင်မြင်နေရဲ့အမှုပညာရှင်ခိုင်တဲ့ကြီးရဲ့တဲဦးတဲ့တော်သမီးလေးစံထိတ်တာဦးကတော့အခုဆိုရင်အမေဖြစ်သူလို့အမှုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေဖြစ်ပါရင်ခိုင်တဲ့ကြီးကတော့ တမီးလေးလိုအပ်တာလေးတွေကိုဖြည့်ဆည်းပေးနေပြီးတမီးလေးအတွက် အကောင်းဆုံးကြိုးစားပေးနေပါပြီ။ခိုင်တင်းကြီးကတော့သူမအတွက်လိမ္မာကြီးချရှိပြီးတိတက်တဲ့တမီးလေးကို ပိုင်ဆိုင်ထားတာပေါ့။သူမကတော့တမီးဖြစ်သူအတွက်အကောင်းဆုံးပံ့ပိုးပေးသွားမယ်လို့လည်းဆိုပါတယ်။ဟုတ်ကဲ့ပါရှင်။အခုလိုနေ့စဉ်အမှုပညာလှူရှားမှုတင်လေးလေးကို ပုံမှန်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အပ်ပေးကြပါအောင်ရှင်။